အားလုံးမင်္ဂလာပါ။ဒါကတော့ကျွန်တော်တို့တရားချောင်းမျိုးရေတခုံကိုသွားရင်ရိုက်ဖြစ်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်။အဲဒီချောင်းရေတခုံကိုရိုက်ရင်တော့ဒီတကားပေါ်တဲပြီးတော့ရေတခုံကိုချင်းအောင်ကြည့်ခဲ့ကြပါ။အဲဒီဘောကနေကြည့်ရတဲ့မြင်ကွင်းကရမ်းကိုလှတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ရေတခုံကအရမ်းကိုလှပါတယ်မယ်။ရေတခုံကနေပြန်ဆင်းတဲ့အခါမှာတော့အောက်ချိန်မှာရှိတဲ့သစ်ပင်လေးကိုလည်းရိုက်ခဲလိုက်ပါလိမ့်တယ်။သစ်ပင်ကနေပြီးတော့လှမ်းပြီးတော့ရေတခုံပြန်ရိုက်ပါတယ်။ကျွန်တော်နေရော သွားရမလဲလို့တိုင်ပင်နေကြတာဖြစ်ပါလေခင်ဗျာအာတိုင်ပင်လို့ပြရတယ်ငါတို့တွေပေါ်ကိုဆက်သွားမယ်ဆိုပြီးတော့လာလိုက်ပါလေဒီနေ့ကျွန်တော်သွားတယ်သွားတယ်သွားတယ်သွားပြီးတော့ခဏရပြီးတော့အောက်ကိုပြန်ရိုက်ပါတယ်ဒီပေါ်ကနေမြင်ရတဲ့ view ကတော့အရန်ကိုလှပါတယ်ခင်ဗျာအခုမြင်တဲ့အတိုင်းပါပါခင်ဗျာဒါတော့လဲမှာရှိတဲ့ဤတခုံမှာခဏဝင်လာပြီးတော့ရိုက်ခဲ့တာဖြစ်ပါတယ်လဲမရှိတဲ့ရေတခုံလဲလှပါတယ်ခင်ဗျာမိုးရသည်ဆိုတော့လည်းမြင်တဲ့အတိုင်းပဲရေစီးရတော့အရန်တာပါတယ်ခင်ဗျာ ဒီကနေ့ကျွန်တော်တို့ဆက်ပြီးတော့ခီးဆဲပါတယ်အပေါ်ရေတခွန်ကိုဆက်သွားကြပါတယ်ခင်ဗျာအပေါ်ရေတခွန်ကိုသွားတဲ့လမ်းမှာတော့တက်တော့တားငယ်လေးတခုရှိပါတယ်အဲ့ဒီတရားပေါ်မှာခဏရပြီးတော့ကျွန်တော်တို့အဲလှမ်းရိတ်ပါတယ်ပြန်ကျွန်တော်ဆက်သွားပါတယ်ခင်ဗျာသွားတယ်သွားတယ်သူကအပေါ်ရေခုံကနည်းနည်းလေးတော့ဝေးတယ်ခင်ဗျာ င်တဲ့အားဒါတော့ပေါ်ကြီးတစ်ခေါင်းကိုလှမ်းမြင်နေရပြီပဲဖြစ်ပါရခင်ဗျာတွားရေကန်လေးလိုမျိုးဖြစ်ပါတယ်အဲဒါတော့ပေါ်ကြီးတစ်ခေါင်းကိုရောက်လာပြီပဲဖြစ်ပါတယ်ပေါ်ကြီးတစ်ခေါင်းရောက်လာပြီဒါတော့အပေါ်ကြီးတစ်ခေါင်းပဲဖြစ်ပါရခင်ဗျာခုနကရေတွေကတော့ဒီအပေါ်ကကန်နေပြီးတော့ဆင်းနေတဲ့ရေတွေဖြစ်ပါတယ်အဲ့တော့ပေါ်ကြီးတခေါင်းကနေပြီးတော့အော်လှမ်းရိတ်ထားတဲ့မြင်ကွင်းဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ပေါ်ကြီးတခေါင်းကနေပြီးတော့ပြန်လာနေပြီဖြစ်ပါတယ်။ ။ဒါတော့ပေါ်ကြီးတခေါင်းကနေပြန်လာနေတက်လန့်ဖြစ်ပါတယ်။အားလုံးပဲ sorry ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ထူးတင်ရှိပါတယ်ခင်ဗျာ။